အလ္လာရှင်မြတ်ကဒူအာလုပ်ဖို့တောဖီးပေးလိုက်တာကိုကဒူအာကဘူဖြစ်သွားတာနဲ့အတူတူပဲလို့ပြောတာကြားရလို့ပါဆရာအဲ့ဒါမှန်ပါသလားဘစ်မ illah ရာဟ်မန်ရာဟီမ်ပထမဆုံးကျွန်တော်တို့တည်ထားရမှာကအလ္လာတလာဒူအာကဘူလုပ်တဲ့ပုံသဏ္ဍာန်၃မျိုးရှိတယ်တစ်ခုကဘာလဲဆိုတော့ဘန္တာကဘယ်အရာကိုတောင်းခံတယ်လဲအဲ့ဒီအရာကိုအလ္လာတလာချီးမြှင့်ပြီးတော့သူ့ရဲ့ဒူအာကိုကဘူလုပ်လိုက် သူရဲ့ဒုအားကိုလာတာလာလက်ခံလိုက်ဒုတိယပုံစံကမန္တာပေါ်မှာမူစီဘတ်ဒီလာဖို့ရှိတယ်ဗန္နာပေါ်မှာမူစီဘတ်ဒီတတ်မှတ်ထားတို့တော့အလ္လာတာလာကဒီဗန္နာရဲ့တောင်းခံတဲ့ဒုအားကိုအကြောင်းခံပြီးတော့သူ့ပေါ်မှာလာမဲ့သူ့ပေါ်မှာကြာရောက်လာမဲ့ဒီမူစီဘတ်တွေကိုဘေးဒုက္ခတွေကိုဖယ်ရှားပေးလိုက်အဲ့လိုပုံစံနဲ့အလ္လာတာလာဒီဗန္နာရဲ့ဒုအားကိုကဘူးလို့အဲ့လိုပဲတတိယပုံစံကအလ္လာတာလာ ဘန္ဒာရဲ့ဒုအာကိုဘယ်လိုကဘူလောက်တယ်လဲဆိုတော့ဘန္ဒာရဲ့ဂုဏတွေကိုအလ္လာဟ်တာလာမာဖလုပ်လိုက်တယ်ခွင့်လွှတ်ချမ်းသာပေးလိုက်တယ်ပြီးတော့ဒီဘန္ဒာကိုအာခိရတ်မှာဒီဒုအာကိုအကြောင်းခံပြီးတော့မြင့်မားတဲ့အဆင့်တန်းတွေကိုအလ္လာဟ်တာလာချီးမြှင့်လိုက်ဒီလိုပုံစံသုံးမျိုးနဲ့အလ္လာဟ်တာလာဘန္ဒာရဲ့ဒုအာကိုကဘူလောက်အဲ့တော့ခဏကမေခွန်းထဲမှာတင်ပြထားတယ်မေးမြန်းထားတယ်အဲ့တော့ဒုအာတောင်းဖို့အတွက်တောဖီးရခြင်းဟာဒါဒုအာကဘူဖြစ်ခြင်းရဲ့ဒါလက္ခဏာတစ်ခုလို့ဒါမှတ်ယူလို့ရဒါဒုအာကဘူဒုအာဒီဒုအာရဲ့ကဘူလီယတ်လို့ဒါမှတ်ယူလို့ရတယ် بھائی لے سورو اللہ تعالیٰ کا بندہ گو دعا تاؤں بوتا توفیق پی رہے اللہ تو اللہ تو بے اللہ سو تو لڈو تو بندہ گا اللہ زیمہ دعا تاؤں نے سو گرے گا بندہ گا اللہ دعا تاؤں نے سو گرے گا بندہ ہا اللہ یہ رحمت گو اللہ, رحمت گو, اللہ رحمت گو ما تو یقین تھا بھی وہ အလ္လာရဲ့မဒတ်ပေါ်မှာအလ္လာရဲ့အကူအညီပေါ်မှာယကင်ထားပြီးသူဒုအာတောင်းတာအဲ့တော့ဒီယကင်ကိုကဒုအာလက်ခံခြင်းခံရဖို့အတွက်အရေးကြီးတဲ့စည်းကမ်းချက်တစ်ခုစည်းကမ်းချက်တစ်ခုဖြစ်အဲ့လိုပဲပညာရှင်တွေဒုအာလက်ခံခြင်းခံရဖို့အတွက်တချို့တော့အချက်လက်တွေကိုတင်ပြကြတယ်နံပါတ်1အီခလာရှိရမယ်အီခလာစ်နဲ့တကွာအလ္လာတပါးရဲ့စီကနေပဲယကင်နဲ့တကွာအလ္လာချီးမြှင့်တယ်ဆိုတဲ့ယကင်ယုံကြည်ချက်နဲ့တကွာအလ္လာစီမှာဒုအာတောင်းနံပါတ်2အချက် အလျင်စလိုမရှိရဘူးအလျင်စလိုမပြည့်ရဘူးဒွာတောင်းခံတဲ့နေရာမှာအလတ်စီမှာအလတ်စီမှာဒွာတောင်းခံတဲ့နေရာမှာအော်ငါဒွာတွေတောင်းနေတယ်အခုဒီအလတ်ငါ့ကိုလက်မခံဘူးအဲ့လိုမျိုးအလတ်အလတ်ရဲ့ရဟမတ်ပေါ်မှာမျောလင်းချက်ကင်းမဲ့တာမျိုးအလတ်ပေါ်မှာမျောလင်းချက်ကင်းမဲ့တာမျိုးမဖြစ်ရဘူးနံပါတ်3အချက်နံပါတ်3အချက်နေနဲ့ဘန္ဒာဟာဟာရမ်ကိစ္စတွေကိုရှောင်အောင်ဟာရမ်ဒီနာဂျာအစ်တွေကိုရှောင်အောင်ဟာရမ်အစားအစာတွေကိုရှောင်အောင်ဒါမှသူ့ရဲ့ဒွာကအလတ်စီမှာအလင်းမြောက်ကဘူးဖြစ်မယ်အဲ့လိုပဲနံပါတ်4အချက် နံပါတ်၄ချက်နေနဲ့ဘန္တာဟာ नेक အာမာလ်တွေကိုစောက်တည်တဲ့လူဖြစ်ရမယ်။ကောင်းတဲ့အာမာလ်တွေကိုစောက်တည်ရမယ်။ကောင်းတဲ့အာမာလ်တွေကိုစောက်တည်တဲ့လူရဲ့အဲ့လိုပဲအလ္လာဟ်ရဲ့အာကာမ်ဒီပေါ်မှာအာမာလ်လုပ်တဲ့သူရဲ့ဒူအာဒီအလျင်မြန်လက်ခံခြင်းခံရ။အဲ့လိုပဲဘန္တာဟာမိမိဒူအာကဘူလ်မဖြစ်မချင်းမိမိဒူအာပေါ်မှာပဲတောင်းဆိုလျက်ရှိရ။ဩငါရဲ့ဒူအာငါတောင်းနေတယ်တောင်းနေတယ်မရဘူးဆိုအဲ့ဒီဒူအာကိုစွန့်လွှတ်လိုက်တာမျိုးမလုပ်ရဘူး။ မိမိတို့ဟာလောက်ခံခြင်းမခံရသေးမချင်းအလ္လာဟ်စီမှာဒီတို့ဟာကိုတောင်းခံရမယ်ဆိုပြီးပညာရှင်တွေသင်ပြတယ်။အင်ရှာလာဒီအချက်တွေပေါ်မှာကျွန်တော်လိုက်လာပြီးတော့တို့ဟာတောင်းမယ်ဆိုရင်ဒီဇိုင်းမမှန်တဲ့အလ္လာဟ်စီမှာတို့ဟာတောင်းမယ်ဆိုရင်ကျွန်တော်ရဲ့တို့ဟာကလောဘကပူလ်ဖြစ်မှာဖြစ်တယ်။